တမမဆွေမြအားလုံးဘလက်ဆာဆန်နေပါလို့ရှေးဆွေတခင်ခတ်တော်ရဲ့နာမကိုအမိပြုပြီးတော့နှုတ်ခွန်းဆက်ပါတယ်။အဲတော့ကျွန်တော်တို့ဒီနေ့ဟာတင်းငွေတွေဖြစ်တဲ့အတိုင်းနှုတ်ဘတ်တော်ကို35မိနစ်လောက်အတူတကွခံယူကြရအောင်လို့ရှေးဆွေဖိတ်ခေါ်ချက်ပါတယ်။အဲတော့ကျွန်တော်နေနေဒီနေ့အာဗျာတိချမ်းတွေကအခြေခံပြီးတော့ဝင်ကားပို့ဖြစ်ပါတယ်။အဲတော့ဗျာတိချမ်းဟာတကယ်ပဲဒီနက်နေတော့တမတရားများနဲ့ဖျားတခင်ရဲ့ကေတင်ချင်းအစီအစဉ်ကိုဗျာတိယူပါယုံများဖြင့်ပေါ်ပြထားတဲ့ချမ်းဖြစ်ပါတယ်။ အဲ့တော့ဒီပြာဒိတ်ကျဟာတကယ်ပဲအာအောင်အောင်ဖွဲ့ရဖြစ်ပါတယ်နဲ့နေတယ်တကယ်ပဲကျွန်တော်တို့ပရိနိနဲ့ပြည့်နေနေတော့ကြံဖြစ်ပါတယ်အဲ့တော့ယနေ့ကျွန်တော်နေတဲ့အခန်းကြီး၅ကိုရွေးချယ်ထားပါတယ်အခန်းကြီး၅ကိုကြည့်တဲ့အခါမှာကျွန်တော်တို့ဒီကောင်းကင်နိုင်ငံမှာဖြစ်ပျက်နေတဲ့အောင်အောင်ဖွဲ့မှုရတရက်ကိုကျွန်တော်တို့မြင်တွေ့ရပါတယ်အဲ့တော့ဖျားရခင်ရဲ့လက်ရတော်ဘက်မှာဆော့ချာဝလာတခွင်လုံးရဲ့ကံကြမ္မာကိုဆုံးဖြတ်မဲ့လို့ရဲ့တစိတ်ကောင်းဖြစ် ပိတ်ထားတဲ့ဇာလိတ်ပြားတခုကိုကျွန်တော်တို့မြင်တွေ့ရပါတယ်အဲ့တော့အဲ့ဒီဇာလိတ်ကိုဖွင့်နိုင်သူကြည့်ရှုနိုင်သူဘယ်သူမှမရှိကြောင်းကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ကြောင်းကောင်းကင်မန်ကြီးတစ်ပါးကအကျညာချက်ထုတ်ပြန်ရသည့်အသည့်ပြက်တနာတရက်ဖြစ်နေတာဖြစ်ပါတယ်အဲ့တော့ဒီအခန်းကဒီအခန်းကကျွန်တော်တို့ဒီလူသားများရဲ့အပြစ်နဲ့ပြက်စီးခြင်းကြောင့်ဖြစ်ပေါ်နေတဲ့ဆော့ချော်လာလို့ဆိုင်ရာပြဿနာကိုဘယ်သူကဖြေရှင်းနိုင်မလဲဆိုတော့မေဂွန်နဲ့ မဲခုံးကိုပေပြူထားတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်အနေနဲ့အထူးသဖြင့်အာအခြေပြုချင်တာကတော့ခန်းကြီးငါပိုက်ငယ်တုံးဝနဲ့လေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရှေးဥစွာဖတ်ပါမယ်ထူဆာဆောင်ကိုဖွင့်ရကြီးထိုက်တော့သူတယောက်ကိုမြရှာရွေးမတွေ့တော့ကြောင်းငါဒီများစွာငိုကြွေးလေထခအသက်ကြီးသူတပါးကမငိုကြွေးနေယခုယူဒအမျိုးချင်းတည်းဒီကိုတော့ဒါဝိအမျက်တီထူဆာဆောင်ကို၎င်း တစိခုနှစ်ချက်တော့ကိုလည်းကောင်းဖွင့်ချင်းကအောင်မြင်လေးပြီဟုငါအားပြောဆို၏ဆိုပြီးတော့ဖော်ပြထားတာတွေ့ရတယ်။အကြောင်းမို့ယနေ့ကျွန်တော်တို့ဒီပြတိချန်ခန်းချင်းကတခန်းလုံးကိုကြီးတဲ့အခါမှာဒီအကြောင်းအရာတွေတွေ့ရပါတယ်။အဲ့တော့အထူးသဖြင့်ဒီအာခန်းချင်းငါပိုင်းငယ်34တွေကိုကျွန်တော်တို့အကြည့်ကြရအောင်။အဲ့တော့ခန်းချင်းငါပိုင်းငယ်3တွေမှာဘာကြောင့်တွေ့ရလဲဆိုကျွန်တော်တို့ ဒီလူသားများရဲ့မစွမ်းဆောင်နိုင်မှုကိုကျွန်တော်မြင်တွေ့ရပါတယ်အဲ့တော့ထိုဆောင်ဆောင်ကိုဖွဲ့ရချီချင်းကကောင်းကင်မြေကြီးမြေကြီးအောင်တဲ့အပေတူးများမတတ်နိုင်ဆိုပြီးတော့ကျွန်တော်တွေ့ရပါတယ်ဒါဆိုရင်အဲ့ဒီစာလိတ်ကဘယ်လောက်ထိတောင်မှအရေးပါလေကျွန်တော်စဉ်းစားကြည့်တဲ့အခါမှာတကယ်ပဲဒီစာလိတ်ဟာအင်မတန်မှ အရေးပါတယ်ဆိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒီစာလိတ်ကတဲ့ကဘာမြေနဲ့လူသားမျိုးတို့ရဲ့အနာဂတ်ကံကြမ္မာ ပြီးတော့ဖျားတခင်ရဲ့တရားစီရင်ခြင်းနဲ့ရွေးတို့ခြင်းရွေးတို့ခြင်းအစီအစဉ်ပြီးတော့နောက်ဆုံးအနိုင်ယူခြင်းများကိုကိုစားပြုထားတာဖြစ်တယ်ဆိုတာကျွန်တော်တို့နားလည်ရပါတယ်။ဒါကြောင့်မို့ဒီစာလိကိုဖွင့်ခြင်းဟာကမ္ဘာတမိုင်းကြောင်းကိုအဆုံးတက်ပြီးဖျားတခင်ရဲ့နိုင်ငံတော်ကိုအပြည့်အဝထူထောင်ခြင်းကိုဆိုလိုနေတယ်ဆိုတော့ကျွန်တော်တို့နားလည်ရပါတယ်။အကြောင်းမို့ကျွန်တော်တို့ဒီမှာရှိတဲ့အခါမှာရှင်ယောဟန်ကဒီစာလိကိုမြင်ပြီးတော့သူက အာအိုကေတဲ့အကြောင်းကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒီမှာမဆွမ်းဆောင်နိုင်မှုရဲ့ one day ဖွယ်ရအခြေအနေကိုကျွန်တော်တွေ့ရတယ်အကြောင်းလေကောင်းကင်ဘုံမြေကြီးပေါ်မြေကြီးအောက်ဆိုတဲ့ဆက်ကြော်လာရဲ့နေရာသုံးနေပေလုံးမှာဘေတူမရန်တာဝန်ကိုမထမ်းဆောင်နိုင်ကြောင်းကိုဂျန်စာကဖော်ပြထားပါတယ်အဲ့တော့ကျွန်တော်ဒီမှာရှိတဲ့အခါမှာကျွန်တော်တို့လူသားမျိုးနွယ်ရဲ့အဖြစ်အကြောင်းဖြစ်ရတဲ့ဒီ one day ဖွယ်ရအခြေအနေကို တယုတ်ဖို့နေတာဖြစ်ပါတယ်မြေတိလူသားမြေတိအာနာရှင်မြေတိပညာရှင်ကမြအဲ့ဒီလူသားတို့ရဲ့အဖြစ်ပြဿနာကိုအမှန်မကယ်တင်နိုင်ဘူးမဖြေရှင်းနိုင်ဘူးဆိုတော့ကျွန်တော်မြင်တွေ့ရပါလေအဲ့တော့ဒီမှာရှိတဲ့အခါမှာလူသားတိုင်းကယ်တင်ရှင်လိုအပ်နေတယ်ဆိုတဲ့အကြောင်းကိုထင်ရှားစေတဲ့တည့်တည့်ဖြစ်ပါတယ်အကြောင်းမို့ကျွန်တော် ယောမအခန်းကြီး3ပတ်ငယ်23ထဲမှာဘယ်လိုဖော်ပြထားသလဲဆိုရင်အဘေးကြောင့်နေဟူမူကလူအပေါင်းတို့ဒီဒုစိတ်ကိုပြု၍ဖျားရခင်ရှေ့တော်မောက်၌အတိပြည့်ကြပြီဆိုပြီးတော့ကျွန်တော်ဖော်ပြထားတာတွေ့ရပါတယ်အကြောင်းမို့ဒီစာလိတ်ကအင်မတာမအရေးကြီးတယ်အင်မတာမအာပြောမဆိုအရေးပါတယ်ဆိုတော့ကျွန်တော်ဒီမှာရှင်းရှင်းလင်းလင်းမြန်တွေ့ရပါတယ်ပြီးတော့ဗျာဒိချခန်းကြီးကပိုက်ငယ်၄ကနေ၅ထဲမှာဘာတွေ့ရသလဲဆိုရင်တခံခက်တော်ရဲ့ထူးခြားချက်အကြောင်းကိုကျွန်တော်တွေ့ရပါတယ် အဲ့တော့ထိုးဆာဆောင်ကိုဖွင့်ရချိထိုက်တော်သူတယောက်ကိုမြရှာ၍မတွေ့တော့ကြောင့်ငါဒီများစွာငိုကြွေးလေ၏ဒီမှာရှင်ယောဟန်ကအဲ့ဒီဆာဆောင်ကိုဖွင့်ထိုက်တဲ့သူမရှိဘူးဆိုပြီးတော့သူကငိုကြွေးနေခဲ့ရတယ်အဲ့ဒီယူပါယုံကိုမြင်ရတဲ့ယောဟန်ကဒီအခြေအနေကိုမခံမရနိုင်ပြီးတော့အလွန်ငိုကြွေးတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ဘယ်လောက်ထိတောင်မှအရေးပါတဲ့ဆာဆောင်လေးပေါ့နော်ဆာလေးလေးဆိုတာအဲ့တော့ ဒီငိုကြွေးခြင်းဟာလူသားအလုံးရဲ့ဝမ်းနေခြင်းမျောလင့်ခြင်းကိမဲ့ခြင်းကိုကိုယ်စားပြုနေတာဖြစ်ပါလေ။ဒီနေ့ရှင်ယောဟန်ငိုကြွေးနေတာသူ့အတွက်ကြောင့်လည်းမဟုတ်ပါဘူး။ကမ္ဘာလောကတစ်ခုလုံးနဲ့ဆိုင်တဲ့အရာ ဖြစ်တဲ့အတွက်ကြောင့်မသူကအာငိုကြွေးရတာဖြစ်ပါလေ။ဝမ်းနေရတာဖြစ်ပါလေ။မျောလင့်ချက်ကိမဲ့တဲ့အခြေအနေကိုသူမြင်တွေ့တဲ့ကြောင့်မဟုတ် ငိုကြွေးနေတယ်ဆိုတော့ကိုငိုကြွေးခဲ့ရတယ်ဆိုတော့ကျွန်တော်နားလေရတာဖြစ်ပါတယ်။ဒါကြောင့်မို့ကေတင်ရှင်မရှိရင်ကျွန်တော်တို့ရဲ့အပြည့်နဲ့တည်ခြင်းတရားမှလွတ်မြောက်နိုင်ချာအကြောင်းလုံးဝမရှိဘူးဆိုတော့ကျွန်တော်တို့ဒီမှာရှင်းရှင်းလင်းလင်းသိရပါတယ်နော်နားလေရပါတယ်။အဲ့တော့ဒီမှာကျွန်တော်တို့အာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဖြေရှင်းလာတဲ့အကြောင်းတစ်ခုကိုကျွန်တော်တို့ရင်တွေးရပါတယ်။အတက်ကြီးတို့ကရေရောဟောင်းကိုမျောလင်းချက်ပေးတဲ့အကြောင်းပေါ့နော်။အဲ့တော့ဆက်ပြီးတော့ဖတ်ကြည့်တဲ့အခါမှာ မငိုကျွေးနေယူဒအမျိုးချင်းတိဒီဟူတော်ဒါဝိအမျက်တီထိုးစားဆောင်ကို၎င်းတစိကုန်တဲ့ချက်တို့ကို၎င်းဖွင့်ချင်းကအောင်မြင်လေးကိုငါကပြောဆို၏ဆိုပြီးတော့ကျမ်းစာထဲမှာပေါ်ပြထားတာတွေ့ရတယ်အဲ့တော့ဒီမှာကြည့်တဲ့အခါမှာခရစ်တော်ရဲ့အောင်မြင်မှုအကြောင်းကိုကျွန်တော်တို့ညွှန်းဆိုနေကြအောင်ကျွန်တော်နားလည်ရပါတယ်အဲ့တော့ဒီမှာကြည့်တဲ့အခါမှာပါလဲဆိုရင်ယူဒအမျိုးဒါဝိမျိုးအဖြစ်ဂတိတော်ထားရှိတဲ့ဒီမေရှိယ ဘယင်တကဘယင်ဖြစ်ကြောင်းကိုကျွန်တော်တို့ဖော်ပြထားတာတွေ့ရပါတယ်အဲ့ဒီအကြောင်းကိုကျွန်တော်တို့ကဘာဥဂရနဲ့ကျွန်တော်မြင်တွေ့ရတယ်တွေ့ရှိရပါတယ်ကျမ်းစာထဲမှာဒီလိုဖော်ပြထားတယ်ကဘာဥချခန်းကြီး49ကိုပိုက်ငယ်930မှာဖတ်ကြည့်တဲ့အခါမှာကျွန်တော်မြင်တွေ့ရပါတယ်နော်အဲ့တော့ဒီမှာဘယ်လိုပြောရလဲဆိုရင်ယူဒတိချင်းတိပြိုဖြစ်ဤငါသာတင်းဒီဖန်းယူခိုက်စားရမှာတက်လာတတ်ဤဝတ်လည်နေဤချင်းတိကေတော်လကောင်ချင်းတိမကေတော်လကောင်ဝတ်သွားတတ်ဤ အပေတူနိုးစော်ဝတ်မည်နီရှိလိုမရောက်မီတိုင်အောင်ယာဇလန်ဒန်ဒီယူဒာဓမ္မ၎င်းမင်းအန္နာဒီသူ၏အမျိုးအဲ့ဓမ္မ၎င်းမရွေရရှိလို၌လူမျိုးတို့ဒီစိတ်ကကြလိမ့်မည်ဆိုပြီးတော့ကျွန်တော်ဖော်ပြထားတာတွေ့ရပါတယ်အဲ့တော့ဒီစာလေးရဲ့ပြဿနာကိုဒီနေ့ဖြေရှင်းနိုင်လာကယူဒာအမျိုးအနွယ်ထဲကဖြစ်ပါတယ်ဘုရင်ကဘုရင်ဖြစ်ပါတယ်အဲ့ဒီသူကသခင်ယေရှုခရစ်တော်ပါပဲ မေရှိယအဖြစ်နဲ့ကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါလေ။ဒါကြောင့်မို့သူ့ရဲ့အာယာဇလန်တာကဘယ်တော့မှမရွှေ့ရဘူးတဲ့။အဲတော့တခင်ယေရှုကဒီယူဒာမျိုးနယ်ဒါဝိအမျိုးနယ်ကနေဆင်းသက်လာတော့အာဘယင်ဖြစ်ပါလေ။မျိုးနယ်ဖြစ်ပါလေ။ဒါကြောင့်မို့သူဟာသာဝရဘယင်ဖြစ်ပါလေ။အဲတော့သူဒါလင်းယနေ့ဒီအာဆက်ကြဝလာလုံးဆိုင်ရာပြဿနာ ပေါင်းချုပ်ရေးထားတဲ့ဒီစာလိတ်ကိုဖွင့်ထိုက်တော်သူဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရပါတယ်။ အဲ့တော့ဒီမှာခရစ်တော်ရဲ့အနံ့ရခြင်းအကြောင်းကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်အဲ့တော့အောင်းနိုင်လို့ခြင်းတည်းဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ဒီမှာဖော်ပြထားတယ်ဒီຢာကရဲ့သူ့ရဲ့ကြောက်မဖွယ်ကောင်းတဲ့အာနာအနံ့ရသူအဖြစ်တွေ့ဖို့ခြင်းဖြစ်ပါတယ်တကယ်ပဲကြောက်ရွံ့ကောင်းတဲ့အာနာတကယ်ပဲနော်အောင်းအဖွယ်ကောင်းတော့အာနာဆက်ဖြစ်ပါလေအဲ့ဒီအကြောင်းကိုဒီနေ့အနံ့ရသူအဖြစ်နဲ့ဖော်ပြထားတာကျွန်တော်မြင်တွေ့ရပါတယ်အဲ့တော့ ူဟာဘယ်လိုအနံ့ယူခဲ့တယ်လဲဆိုတဲ့အကြောင်းကိုကျွန်တော်ကြည့်ကြရအောင်အဲ့တော့ခရစ်တော်ရဲ့နိလန်းအကြောင်းကိုကျွန်တော်တို့ပြတိကျမ်းအခန်းကြီး9ပိုက်ငယ်6မှာကျွန်တော်တွေ့ရပါတယ်ဆက်ဖတ်ကြည့်တဲ့အခါထိုအခါပလင်တော်မှစာတော်တတ်တော်၄ပါးနဲ့အတစ်ကြီးတို့တို့အလေ၌အတေတပ်ပြီးတကယ်လို့တော့တိုးတငယ်ဒီရက်လက်ရှိဒီကိုငါမြင်၏သူတို့တငယ်ဒီမြေကြီးတပြင်လုံးနဲ့လွတ်တော်ဖျားတခင်ရဲ့ဝိညာဉ်ခုနှစ်ပါးတီးဟုတော့မျက်စိခုနှစ်လုံးနဲ့ဂျိုခုနှစ်ချောင်းရှိ၏ဆိုပြီးကျွန်တော်တွေ့ရတယ်။ဒါကယနေ့ ဒီစာဆောင်ကိုဘယ်လိုနဲ့เนาะအနိုင်ယူခဲ့တယ်ဘယ်လိုအနိုင်ပိုင်းကလေးဆိုတဲ့အကြောင်းကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်အဲ့တော့အန်အော့ဖွယ်တေယုဆိုဒီအန်အော့ဖွယ်တေယုဖော်ချက်များဖြစ်ပါတယ်အဲ့တော့ရှင်ယောဟန်ကအွန်လိုင်းလိုချင်တဲ့ကိုမျောကြည့်တော့လေသူမြင်နေရတာပါလဲဆိုရင်ဒီအသက်ရှင်တော့တိုးတငယ်ကဲလို့တော့တားရေးကိုရှင်တော်ကိုရှင်ကိုခံတော်မူတဲ့အကြောင်းကိုသူမြင်တွေ့ရတယ်အဲ့တော့သူ့ရဲ့ပုံတံတန်းကပါလေတိုးတငယ်ရဲ့ပုံတံတန်းက ဒီမှာရှိတဲ့အခါမှာအောင်နိုင်သောချင်းတဲ့ဒီရစ်ပူဆိုခံတော့တိုးတငယ်အတွင်ဖြစ်ပေါ်လာခဲ့တယ်ဆိုတော့ကျွန်တော်တို့မြင်တွေ့ရပါတယ်သိရပါတယ်အဲ့တော့ဒီရှေယောဟန်ကတော့ချင်းတဲ့ကိုပဲသူကစိုက်ကြည့်နေခဲ့တယ်အဲ့တော့ချင်းတဲ့လို့ထင်တော့ရတကယ်တမ်းတော့ပါလေဆိုရင်ဒီရစ်ပူဆိုပြီးတော့တိုးတငယ်ကိလို့ဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့မြင်တွေ့ရပါတယ်အဲ့တော့ဒါက တခင်ခက်တော်ရဲ့အနံ့ရချင်းရဲ့နီလံဖြစ်ပါတယ်အဲ့တော့သူမိမိရဲ့အတ္တကိုဆွတ်လုပ်ပြီးတော့ဒီလဝါခရိုင်ပေါ်မှာအတေခံခြင်းအဖြစ်အနံ့ယူခြင်းကိုပုံဖော်နေတာဖြစ်ပါတယ်တရုပ်ဖော်နေတာဖြစ်ပါတယ်ဆိုလိုနေတာဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရပါတယ်အဲ့တော့ဒိုးတငယ်ရဲ့ကိုအင်္ဂါရမြအကြောင်းကိုကျွန်တော်ကြည့်တဲ့အခါမှာဒီနေ့အသက်ရှင်နေအဲ့တော့တည်ခြင်းမှရှင်ပြန်ထောက်မြတ်တော်တခင်ယေရှုကိုပုံဆောင်တာဖြစ်ပါတယ် ပြီးတော့စေနုံမချင်းကိုခံလို့မူတဲ့အကြောင်းကိုကြီးတဲ့အခါမှာလောကတိုင်းပေါ်မှာကျွန်တော်တို့ရဲ့အပြစ်အသွဲအသေးခံတော်မူသောတခင်ယေရှုခရစ်တော်ဖြစ်ပါလေ။အဲတော့သူ့မှာတဲ့မျက်စိခဏလုံးနဲ့ကြိုခဏချောင်းရှိတယ်။ဒါကရင်းနဲ့ပါလေဆိုရင်ခုနှစ်စုတော့ဝိညာဉ်တော်ရဲ့ပြည့်စုံတဲ့ဉာဏ်ပညာဆိုလိုနေတာဖြစ်ပါလေ။အဲတော့သူ့ရဲ့ပါလေအာနာအစွမ်းတွေကိုဆိုလိုတာဖြစ်တယ်။ အဲ့တော့ဒီမှာရှိတဲ့ခါမှာဂျိုခုနှစ်ချောင်းရှိတယ်ဆိုတော့ကျင်းတူရအာနာအာနာအဆောင်ကိုပေါ်ပြနေတာဖြစ်ပါလေအဲ့ဒီအချောင်းကိုကျွန်တော်တို့ဓမ္မဟောင်းချမ်းမှာဘယ်မှာတွေ့ရတယ်လဲဆိုရင်ဟေရှာအခန်းကြီး53ပိုင်းငယ်ခုနှစ်ထဲမှာကျွန်တော်မြင်တွေ့ရပါတယ်အဲ့တော့ထိုလူဒီငင်းစေခြင်းနဲ့နိုင်ချခြင်းကိုခံရ၍နှုတ်ကိုမဖွင့်ပေနေ၏အတေတက်ခြင်းကဆောင်းတော်တော်တိုးတငယ်ကဲ့သို့သူ့ကိုဆောင်းတော်၍ ိုးဒီအမွေးညက်တော်သူရှိမှမမီပဲနေတကယ်တော့ထိုးသူဒီနှုတ်ကိုမဖွင့်ပဲနေ၏ဒီနေ့တခင်ယေရှုခရစ်တော်ဟာကျွန်တော်တို့လောကလူသားများရဲ့အပြစ်ကိုရှင်ရင်ဖို့ရန်တွေ့ကိုကိုတိုင်အတေခံခြင်းကိုခံယူခဲ့တာဖြစ်ပါတယ်အတက်ကိုစတေခဲ့တာဖြစ်ပါတယ်အဲတော့နာကျင်ခြင်းနဲ့ခံစားရတယ်ဝမ်းနည်းခြင်းနဲ့ခံစားရတယ် အမျိုးမျိုးနှိပ်စက်ဉာဏ်ပန်ချင်းဝေဒနာတွေကသူ့ရဲ့အတ္တထဲမှာတကယ်ပဲခံစားခဲ့ရပါဒါမှမဟုတ်လည်းနှုတ်ကိုမဖွင့်ပေနေတဲ့ဒိုးတငယ်ခေတို့တခင်ယေရှုကလည်းနေခဲ့တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်မြင်တွေ့ရပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့အာဓမ္မမိတ်ဆွေတို့အာပြတိချခန်းချင်းကပိုက်ငယ်304ကျွန်တော်တို့ဟိုပါလဲဆိုရင်အရေးကြီးတဲ့ဓမ္မတရားအာရက်ကိုတွင်တင်ထားပါတယ်။အဲ့ဒါကပါလဲဆိုရင်လူသားတို့ရဲ့ကေတင်ချင်းမရနိုင်မှုဖြစ်ပါတယ်။ ဲ့တော့ကျွန်တော်တို့ရဲ့ဒီကျွန်တော်တို့မှာရှိတဲ့အရာတွေဒီနေ့ပညာတွေပြီးတော့ကျွန်တော်တို့ရဲ့စ조사အထုံးမှုတွေဖျားတခင်ရှိမှာမြေတိအရာကမှမဆွမ်းဆောင်နိုင်ကြောင်းကိုကျွန်တော်တို့ဝန်ခံရမှာဖြစ်ပါတယ်။အကြောင်းလဲကျွန်တော်တို့တက်မြောက်ထားတော့အရာကျွန်တော်တို့ငွေချေကျွန်တော်ဥစ္စာရှိစဉ်ကိုပက္ကတနာအလုံးဟာဒီနေ့ဖျားတခင်ရှိတော်မှာဘာမှမဟုတ်ကြောင်းပြီးတော့ကျွန်တော်တို့ကိုကျွန်တော်တို့ကေတင်ဖို့ရမဆွမ်းဆောင်နိုင်ကြောင်းကို ယနေ့ဝန်ခံရမှာဖြစ်ပါလေ။အဲတော့ကျွန်တော်တို့ကကေတင်ရှင်လုံးဝလိုအပ်နေတော့လူတိုင်းမှာဖြစ်သေးဆိုတော့ကျွန်တော်တို့ဒီမှာတင်ခန်းစာရပါတယ်တင်ခန်းစာယူလို့တင်ခန်းစာယူစရာတွေ့ရပါတယ်။ပြီးတော့တခင်ယေရှုခရစ်တော်တပါးတိတာလေးကေတင်ရှင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီမှာရှင်းရှင်းနဲ့နေမြင်တွေ့ရပါတယ်။အကြောင်းလေးဘယံငကာရဲ့ဘယံဖြစ်တယ်ဒီရှင်သိရစ်ပူဇော်ခံတော်တိုးတငယ်ဟာတခင်ယေရှုခရစ်တော်ဖြစ်ပါတယ် သူဒါလည်းနဲ့ကျွန်တော်တို့ရဲ့အဖြစ်ကိုဖြေရှင်းပေးနိုင်ပြီးတော့ဒီနေ့ကျွန်တော်တို့အတွက်ကောင်းကင်နိုင်ငံတော်ရဲ့တကားကိုဖွင့်ပေးနိုင်သူဖြစ်ပါတယ်အဲ့တော့ကောင်းကင်နိုင်ငံရဲ့တကားကိုဖွင့်ပေးနိုင်သူမိသူမှမရှိဘူးအဲ့တော့ဒီစာလေးကိုဖွင့်ပေးနိုင်သူဟာသခင်ယေရှုခရစ်တော်တပါးပဲဖြစ်တယ်ဆိုတော့ကျွန်တော်ဒီမှာရှင်းရှင်းလင်းလင်းအာမြင်တွေ့ရပါတယ်เนาะအဲ့တော့ယနေ့ကျွန်တော်ဒီကျောင်းဘက်ကို ရှားနာခံယူပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ရဲ့ဝိညာဉ်မျက်စိအားဒီနေ့တခင်ယေရှုခရစ်တော်ကိုပြန်လည်ဖို့ရန်အင်မတန်မှအရေးကြီးနေပါပြီ။ကျွန်တော်တို့ရဲ့အပြစ်များအတွက်အထည်ခံပြီးတော့ဒီနေ့ရှင်ပြန်ထမြောက်တဲ့ထိုတခင်ယေရှုခရစ်တော်တပါးကိုဒါယနေ့ယုံကြည်ကိုးစားရမှာဖြစ်ပါလေ။ဒီနေ့အတူတလင်ခရင်ရှင်ဖြစ်တဲ့ကျွန်တော်တို့ရဲ့ဘယံနဲ့ကျွန်တော်တို့ရဲ့မျိုးလင်းခြင်းဖြစ်ပါလေ။အဲတော့ယနေ့ကျွန်တော်တို့ဒီမှာဒီကောင်းကင်နဲ့ကဒီပြတိချမ်းခန်းချင်းက မှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကိုကြည့်ချင်းအဖြစ်ကျွန်တော်သင်ခန်းစာယူဆရတယ်ရှိပါလိမ့်အဲ့တော့ဒီမှာကျွန်တော်မျောလင်းချင်းရှိဖို့ရန်အင်မတန်မှအရေးကြီးပါလိမ့်ဒါကြောင့်မျောလင်းချင်းရှိပါရဲကဘာကြီးကဘလောက်ပဲမောင်မိုက်ဖုံးလွှမ်းနေပါစေဘုရားသခင်ရဲ့အစီအစဉ်ဟာပြည့်စုံမှာဖြစ်ပါလိမ့်အဲ့တော့ခရစ်တော်ဟာအရာခတ်သိမ့်ကိုအုပ်ဆိုးနေကြောင်းကိုယနေ့ကျွန်တော်ယုံကြည်နေဖို့ဖြစ်ပါလိမ့်ပြီးတော့သခင်ယေရှုကိုကျွန်တော်တည်ကျွမ်းဖို့ရန်အင်မတန်မှအရေးကြီးပါလိမ့်ယနေ့ကျွန်တော်အာ အဒီတိုင်းတခေရှုပ်ကိုတည်ယုံတက်တက်မဟုတ်ဘဲတကယ်တိကျွမ်းတော်သူနော်နက်နက်ချွတ်ချွတ်တည်တော်သူအလုံးစုံတည်တော်သူအလုံးစုံကိုယုံကြည်တော်သူဖြစ်ဖို့ရအင်မတန်မှအရေးကြီးပါလေအဲ့တော့ဒီမှာတခေရှုပ်ခရစ်တော်ဟာခွန်အားဩဇာအာဏာရှိတဲ့ရှင်တဲ့ကိတော်ဖြစ်ပြီးတော့ဂျေဇုတော်ရှိတော်တိုးတငယ်ကိတော်လည်းဖြစ်ပါလေနှမျိုးစလုံးဖြစ်ကြောင်းကိုဆိုတော့နားလေရပါလေအဲ့တော့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ယနေ့ကျွန်တော်တို့ကခြေဆုတင်ဖို့ရံဖြစ်ပါလေ။ဒါကြောင့်မို့ခြေဆုတင်ပါ ကျွန်တော်တို့ရဲ့အပြစ်အလုံးကိုဖြေရှင်းဖို့ရာကဘာတဝမ်းလုံးမှာရှိတဲ့ရင်နဲ့ဘယ်သူမှမတတ်နိုင်လို့အရာကိုတခရင်ရှုတပါတိတလည်းဆွမ်းဆောင်နိုင်တာဖြစ်ပါလေ။ဒါကြောင့်မို့သူ့ရဲ့ဆွမ်းဆောင်သူ့ရဲ့လုံဆောင်ခဲ့ပြီးတော့အရာကိုကျွန်တော်ဂျေဇူးတင်နေဖို့ရန်ဖြစ်ပါလေ။အဲ့တော့ဒါဂျေဇူးတော်တက်တက်ဖြစ်တယ်ဆိုတော့ကျွန်တော်နားလေရပါဒါကြောင့်မို့ကျွန်တော်တို့က မျှဝေရမှာဖြစ်ပါတယ်။ဘာအကြောင်းကိုမျှဝေရမှာလဲဆိုရင်တခရင်ခရစ်တော်ပေးထားတဲ့အာမျောလင်းခြင်းတရားပြီးတော့ကယ်တင်ရှင်တင်ကောင်းကိုကျွန်တော်တို့နဲ့တင့်ကြွန်ရင်းနေတဲ့သူတွေကိုဟောပြောဝေငါဖို့ဖြစ်ပါတယ်ဆိုကျွန်တော်နားလည်ရပါတယ်။အကြောင်းမို့ယနေ့ကျွန်တော်တို့အာဒီပြလိကြံခန်းကြီးငါပိုင်ငယ်တဝန်းနဲ့လေးအကြောင်းကိုကြီးတဲ့အခါမှာယနေ့ကျွန်တော်တို့အတွက်တကယ်ပဲအာပြပြဆုံးတဲ့မျောလင်းခြင်းကိုမြင်တွေ့ရပါတယ်။ ထိုခင်သာလင်ဒုစာလေးကိုဖွင့်တိုက်လို့သူဖြစ်တဲ့လျောက်သူကဖွင့်နိုင်ခဲ့တော့သူလည်းဖြစ်ပါလေ။ဒါကြောင့်မို့ဒီနေ့သူဆက်ကြဝလာလုံးဆိုင်ရာပြတ်တလာများကိုဖြည့်ရှင်းပေးခဲ့ပြီးတော့တခင်ယေရှုကိုယုံကြည်ကြပါစို့။ပြီးတော့တခင်ယေရှုမိမ့်ပါခဲ့တဲ့အာစကားတော်များကိုလိုက်နာရင်းနဲ့တက်တာလျှော်လန့်ကြပါစို့လို့အေးမြလောက်နဲ့တိတ်တန့်ခွန်အားပေးပါရယ်။အယောက်စီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေ။ဒါမြေတင်းတွင်နေမှာ ပြန်ပြီးတော့ 对，下腰。